င်းဝဲမင်္ဂလာပါတိစစ်ချင်းတို့ blog channel နေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ရခုဘူးလူလေးမှာကတော့ရန်ကုန်မြို့ထဲမှာရှိတဲ့ကားတွေတနေကုန်လှုပ်ရှားသွားလာအလုပ်လုပ်ကန်ကြပြီးတော့ညဘက်မှာအိတ်တန်းဝင်နေတာကိုကျွန်တော်တို့တွေ့မြင်ကြမှာဖြစ်ပါတယ်ကျွန်တော်မျိုးတွေမှာရှိတဲ့မော်တော်ကားတွေအနေနဲ့နေ့အခါမှာရှုပ်ရှက်ခတ်အောင်လှုပ်ရှားသွားလာကြပြီးတော့ ညဘက်ရောက်တဲ့အခါမှာတော့မိမိတို့ရဲ့ဆိုင်ရပိုင်ရအိမ်တွေလမ်းတွေမှာပြန်လဲအိတ်ဆက်အနာယူနေကြတာပဲဖြစ်ပါတယ်။ ျွန်တော်ခုရောက်ရှိနေတဲ့နေရာကတော့ဒါမြို့ရဲတရုတ်တန်းလို့ခေါ်တဲ့စကိုလန်နေရာတစ်ဝက်ပဲဖြစ်ပါတယ်ကျွန်တော်ဒီစကူလန်းနေရာတဝိုက်ဟာဆိုလို့ရှိရင်ကျွန်တော်နေဘက်မှာလဲကားတွေအခုလိုပြင်းထန်နေတာဖြစ်ပြီးတော့ညပိုင်းမှာလဲအခုလိုပဲကျွန်တော်တို့မြင်တွေ့ရတဲ့အတိုင်းလမ်းရဲ့ဘေးဘေးညာဘက်ခြမ်းမှာစကူလန်းမှာလာရောက်ပြီးတော့စားတောက်ကြတဲ့လူတွေလာလေပက်ကြတဲ့လူတွေနဲ့အခုလိုပဲစီစီကားကားနေစဉ်နေတိုင်းရှိနေတာကိုတွေ့မြင်ကြမှာဖြစ်ပါတယ်။ ကျွန်တော်ခုရောက်ရှိနေတဲ့လမ်းကတော့လမ်းမတော်လမ်းပဲဖြစ်ပါတယ်။ကျွန်တော်အနော်ရထားလမ်းမကြီးနဲ့မဟာဗန္ဓုလလမ်းမကြီးရဲ့ကြားမှာပဲဖြစ်ပါတယ်။ကျွန်တော်ယခုတွေ့မြင်နေရတဲ့အတိုင်းပဲလမ်းရဲ့ဘယ်ဘက်ညာဘက်ချမ်းမှာရှိတဲ့ကားတွေအများစုပါဆိုရင်လဲကျွန်တော်တို့ညာ8ညာသိပ်ထားတဲ့ကားတွေပဲဖြစ်ပါတယ်။ကျွန်တော်ဒီလမ်းမတော်လမ်းကနေဘက်မှာဆိုရင်လဲအခုလိုပဲကျွန်တော်တို့ကားတွေကားပါကင်အပြည့်နဲ့ကားလမ်းကျော်ပိတ်လိရှိတဲ့ဒီလမ်းမကြီးတစ်ခုလည်းဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ရှေ့မှာညောင်လေးပင် ဒါဈေးရှိတဲ့အတွက်လည်းပါပါတယ် ကျွန်တော်တို့လူသားတွေလည်းမနဲ့မိုးလင်းမိုးချုပ်ဆိုင်ရပိုင်ရာအလောက်ကန်အတူတူမှာလောက်ကန်ကြပြီးတော့ကျွန်တော်တို့ကုလိုညာပိုင်းရောက်လာတဲ့အခါအိတ်ဆက်အနာယူလေးရှိကြပါတယ်ထို့သူပဲကျွန်တော်တို့ကုလိုပဲတွေ့မြင်နေရတဲ့အတိုင်းမော်တော်ကားတွေရာဆိုလို့ရှိရင်လည်းကုလိုပဲအိတ်တန်းတက်အနာပေးအနာယူနေကြတာပဲဖြစ်ပါတယ်ဇိုးပေါက်နေတဲ့ကော ရန်ကုန်မြို့ရဲမှာရှိတဲ့လမ်းတိုင်းလမ်းတိုင်းမှာယခုလိုနေရာလွတ်မရှိအောင်ကားတွေပြည့်နှက်နေတာဟာယခုလိုညပိုင်းမှာမဟုတ်ပါဘူးကျွန်တော်တို့နေ့လေနေ့ဘက်ဒီမှာလဲကျွန်တော်တို့ယခုလိုပဲနေရာလွတ်မရှိအောင်လမ်းတိုင်းလမ်းတိုင်းနှီးပါမှာကားတွေအခုလိုပိတ်ဆို့နေရပဲဖြစ်ပါတယ်ကျွန်တော်တို့ယခုလိုရန်ကုန်မြို့ရဲမှာရှိတဲ့လမ်းကြားလေးတွေတွင်ကားရန်နာထားဖို့အတွက်နေရာလွတ်မရှိုံနဲ့မဟုတ်ပါဘူး ကျွန်တော်တို့နေဘက်တွေမှာဆိုလို့ရှိရင်ရန်ကုန်မြို့တွင်ဒေါင်းတောင်းအေရီးယားမှာဒီခုလိုပဲကျွန်တော်တို့ရင်းရံနာဖို့အတွက်အခက်ခဲ ရှိတယ်ဆိုတာကျွန်တော်တို့ကားမောင်းတဲ့လူတိုင်းအားလုံးဒီပါသိပါတယ်အဲ့တော့တော်တော်များများကျွန်တော်တို့ရန်ကုန်မြို့ပြင်ကနေပြီးတော့ကျွန်တော်တို့ရန်ကုန်မြို့အစွန်နေရနေပြီးတော့မြို့လဲဦးလာမယ်ဆိုလို့ရှိရင်ပုံမှန်ကျွန်တော်တို့ကားရှိတဲ့ကားစီးနိုင်တဲ့သူတွေတောင်မှကားပါကင်နေရာအခက်ခဲအတွက်တက္ကစီ၅စီးလာတာတော့ ဂရက်လို software တုံးပြီးတော့တက်စီငှားစီလာတာတို့ဒီလိုတွေလာရောက်ကြတဲ့သူတွေလည်းအများအပြားရှိနေတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်။ ရန်ကုန်မြို့တွင်းကိုလာရောက်တဲ့အခါလမ်းမကြီးမှာကားတွေပိတ်ဆို့နေတဲ့အချိန်အခါမျိုးမှာတော့ကျွန်တော်တို့ဒီခုလိုလမ်းကြားမှာလည်းကားအပြည့်ရန်နာထောက်တွေ့မြင်ရပြီးတော့လမ်းမကြီးတွေမှာလည်းဘဲဘက်ညာဘက်ချမ်းဘက်အချမ်းမှာကားပါကင်တွေမှာကားအပြည့်ရှိနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့တွေးကြည့်တယ်ပေါ့နော် ဩဒီရန်ကုန်မြို့ထဲမှာရှိတဲ့ကားတွေအကုန်လုံးသာလမ်းမကြီးတွေပေါ့တူတယောက်မကြံမောင်းမယ်ဆိုလို့ရှင်ရန်ကုန်တမျိုးလုံးဟာကားလမ်းကြောင်းလုံးဝကြီးပိတ်ဆို့ပြီးတော့တော်တော်လေးလမ်းကြောင်းရှင်းယူရမယ့်အနေအထားတစ်ခုတော့ဖြစ်သွားနိုင်တယ်လို့တော့ကလေးတွေးတွေပေါ့ကျွန်တော်တွေးမိပါတယ်ဗျာ။ ျွန်တော်ရန်ကုန်မြို့တွင်တိုက်ခန်းနေသူတွေအ धिक ရင်ဆိုင်နေရတဲ့ပြဿနာတစ်ခုကိုပြောပြပါဆိုလို့ရှိရင်ကျွန်တော်တို့ယခုလိုလမ်းကြားတွေမှာကားပါကင်မရရှိခြင်းကို ဖော်ပြပေးလို့ရပါတယ်ယခုလိုလမ်းကြားတွေမှာကားပါကင်မရရှိခြင်းကြောင့်ကားပါကင်အတွက်နဲ့ကျွန်တော်တို့တိုက်ခန်းနေပြည်သူချင်းချင်းခိုက်ရန်ဖြစ်ပွားတာတွေပြဿနာဖြစ်တာတွေကျွန်တော်တို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသလိုမကြာခဏဒီလိုမျိုးပြဿနာတက်တဲ့အကြောင်းအရာတွေကြားလိရှိပါတယ် ကျွန်တော်လိုင်းပေါ်မှာတွေးလိုက်တဲ့ post တစ်ခုဆိုလို့ရှိရင်ရန်ကုန်ကို အထင်မသေးနဲ့တဲ့အဲ့ဒီရဲ့ post အောက်မှာသူပြထားတဲ့ video တွေကရန်ကုန်မြို့ထဲမှာရှိတဲ့ဇိမ်ခံကားကြီးတွေဇိမ်ကြီးပေးဝယ်ရတဲ့ပြိုင်ကားတွေတခြားမော်ဒယ်မြင့်ကားတွေကိုရိုက်ပြထားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့လည်းတွိုင်းလိုင်းရင်းနဲ့ကျွန်တော်တို့မမြင်ဘူးတဲ့ကားအမျိုးအစားတွေညာစွာရန်ကုန်မြို့ကြီးမှာရောင်းနေနေပြီးမောင်းနေနေကြပြီဆိုတာအားလုံးသိပြီးသားတဲ့အတိုင်းပဲဖြစ်ပါတယ် ဟုတ်ပါပြီယခုလိုရန်ကုန်မြို့ထဲမှာရှိတဲ့လမ်းမကြီးတွေထက်မှာကားတွေနေရာလို့မရှိအောင်များနေခြင်းကတကြောင်ကျွန်တော်တို့အခုတွေ့မြင်နေရတဲ့လမ်းတွေထဲမှာပြည့်နှက်နေတဲ့ကားတွေထဲမှာကျွန်တော်တို့ပိုင်ဆိုင်တဲ့ကားတွေရော ပါနေပြီလားပါခဲ့ပြီလားအဲ့တော့မပါသေးဘူးမပိုင်ဆိုင်သေးဘူးဆိုရင်ကျွန်တော်တို့ဟာရန်ကုန်မြို့ရဲ့အတွင်းမှာရှိတဲ့ကားတွေကိုဒီထက်များအောင်ကားပိုင်ဆိုင်နိုင်အောင်ကျွန်တော်တို့ဟာဆက်လက်ပြီးတော့ရိုးရိုးသားသားနဲ့ကြိုးစားကြအောင်ပါဖြစ်ပါတယ်။ အားလုံးကြိုးစားတဲ့အတိုင်းလဲအောင်မြင်ကြပါစေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်ရဲ့ယခုဗီဒီယိုလေးကိုဆုံးအောင်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်ခင်ဗျာယခုဗီဒီယိုကတော့ဘဟုတုတတွေမပါဝင်တဲ့ဗီဒီယိုဖြစ်တဲ့အတွက်ယခုဗီဒီယိုထဲမှာပါတဲ့ကားတွေကို တွေ့မြင်လိုက်ခြင်းအားဖြင့်ကားပိုင်ဆိုင်ရင်စိတ်တွေပေါက်ပြီးတော့ကားပိုင်ဆိုင်နိုင်အောင်ရိုးရိုးသားသားနဲ့ကြိုးစားနိုင်ကြပါသေးကြောင်းဆုတောင်းမေတ္တာပို့တာပေးလိုက်ပါတယ်ခင်ဗျာ ။အော်ဒါနဲ့အခုလိုကားရက်နေရတာက အလှကြည့်နေရတာမဟုတ်ဘူးနော်။ကားလမ်းပိတ်နေတာဖြစ်ပါတယ်။